我的男人，你哪天会来？我差些看呢。你刚才的格里查都还是些老古董呢。他妈娃都拉上，瞧一眼。哪天哪时等你？说来哪时等你？他不讲你，奈？online 嘛，或者，阿斗，可把乌卡拉，卢达米阿伊，塞尼都博拉米阿。我三爷，好差的，提卡尼给。 အခိညာသုတ်ဆိုအခိညာရဲ့အဓိပ္ပာယ်ကအက္ခဆိုတာအစပထမညာဆိုတာသိဖို့ကပ္ပဥအကြောင်းသိကောင်းစရာဒီလိုဆိုလို့တယ်ပေါ့ကပ္ပဥကျမ်းလို့လည်းပြောလို့ရတယ်ခရစ်စတန်နေမှာလည်းကပ္ပဥကျမ်းဆိုတာရှိတာပဲသူတို့မှလည်းနော်ဒါကပုရဝဒနဲ့ပတ်သက်တဲ့ကပ္ပဥကျမ်းဒါကြောင့်မို့အခိညာကို ဒီတော့ကိုဖွင့်ဆိုတဲ့အခါမှာအထက်ကရာတွေကဘလို့ရေးတုံးဆိုလောကုတ်ပတ္တိဝန္တကထာလို့ရေးတယ်လောကုတ်ပတ္တိဆိုဩကတလောကကြီးဖြစ်တည်လာဖို့အစဉ်ဆက်ကိုဖော်ပြတဲ့ကျမ်းပေါ့လောကုတ်ပတ္တိဆိုလောကရဲ့ဖြစ်မှုဆိုဒါအဲ့ဒီပါဠိစာပေမှာအထက်ကရာတွေသုံးထားတယ်မြတ်စွာဘုရားကတော့အခိညာလို့သုံးတယ် Eginya, wontinya, sa eka sura, biasa lah re sura sabar sama. Oh, sa upo ya, wontinya sa miunwe be ada sen lah re sura upo ya re. Adi segala ni dia pali ma. Pia kurai tau ngere segala ni bo. Ero, ya sabya ka, kebab ya pun ne. ကပတိရှိပုံကိုအသေးစိတ်တော့မဟုတ်ဘူးသို့တော်ကပဥကာလလူသားတွေရဲ့စပထမတော့သေစိတ်ခေါ်တယ်တရဝါစတဲ့ဖြစ်ပုံတော့မဟုတ်ဘူးဘာလို့မဟုတ်တော့ဆိုမနေ့ကပြောရတဲ့အတိုင်းမြတ်စွာဘုရားကတရဝါရှိတယ်လို့လက်ခံထားတာမရှိဘူးတရဝါဆိုတာကိုလက်ခံထားဦးမြတ်စွာဘုရားလက်ခံထားတာရုပ်နဲ့နာမည်လက်ခံထား အဲ့ဒီယုံနဲ့နိုင်ကိုဒုက္ခလို့ပဲသတ်မှတ်တယ်ပရိသတ်သောဘာပါလဲအေဝမေတ္တကေဝလတဒုက္ခခန္ဓာတသမှုရေဟောတိဆိုဒုက္ခခန္ဓာတနိရောဓဟောတိဒုက္ခအစုလို့ပဲသတ်မှတ်လိုက်တယ်အဲ့တော့ဘုရားဟောတာဒုက္ခလို့ပဲဟောတယ်တတ္တဆိုတဲ့အနေထားနဲ့မဟုတ်ဘူးဒါကြောင့်မို့တရဝအကြောင်းနဲ့ပတ်သက်လာလို့ရှိရင်ယေဆောဗျာ တော်ရှိတယ်လို့မယူဆသည့်အတွက်ကြောင့်တော်အကြောင်းနဲ့ပတ်သက်လာရင်နှုတ်ဆိတ်နေတယ်မရှိတာဘာပြောဘောတကယ်ရှိအဲ့တော့တော်လို့ထင်တာကဣတုရှင်ပေါ့ဥမာမဲ့ဆက်ရုပ်တရုပ်ကိုလူလူအစ်စ်လို့ထင်နေတာဣတုရှင်ပဲခဏခေတ်မှာဆိုပိုနာလဲစရာရှိတယ်ပေါ့နော်ဘာလို့လို့ဆိုတုတ်တက်ဖြစ်ပေါ်လာတဲ့ဒီဆက်ရုပ်တွေကရုပ်အတုတွေကပေါ်လာတယ်လေခုခေတ်မှာလူတွေရဲ့ AI နိပညာဆိုတာနော် artificial intelligence လူတွေရဲ့အတုလောက်ထတာတွေကပို့ပြီးတော့လူနဲ့တူလာတယ်လူနဲ့တူလာတော့အဲ့ဒါတွေကိုတွေ့တဲ့ပုဂ္ဂိုလ်တွေကတကယ်လူလို့ထင်လာမှာပဲအခုလည်းရှုံးနေတဲ့ဘောင်းဆက်ပြီးတော့လှုပ်ရှားတာကိုလူလို့ထင်လာကြတာအဲ့ဒီအထင်ကိုဘုရားရဲ့တရားတော်ရအစင်မြင်လို့ရှင်ဖြောက်ရမယ်သူက အဲ့ဒီဖြောင်းနိုင်မှဒိဋ္ဌိဝိသုဒ္ဓိဆိုဖြစ်တာအဲ့ဒါမဖြောင်းနိုင်သေးရင်အယူအဆင်ကျမှုသို့မဟုတ်အသိပညာဒီပညာဟာအဆင်မြင်လာတဲ့ဘုရားရဲ့ပညာဟာနော်အဆင်မြင်လာတဲ့အဆင်ရောက်လာတဲ့အခါကျတော့သရဝမရှိဘူးဆိုတဲ့အမြင်ကိုမြင်လာအောင်ကြိုးစားမြင်ဒါတကယ်အမှန်အမြင်ပဲ အီလူရှင်းပြောက်တယ်လို့ပြောမှာပေါ့မျက်စိလဲပြီးတော့လူတွေကထင်မှတ်နေတာညာမောင်းမိုက်တဲ့အချိန်မှာကြောက်တတ်တဲ့လူတယောက်ကသင်္ကုတ်တို့ကြီးကိုမြင်တဲ့အခါမှာသူကကြောက်တဲ့စိတ်ပေါ်တော့တဆေတရေကြီးတို့ကုတ်တုတ်ကြီးထိုင်နေတယ်လို့ဆိုရင်သူကြောက်စိတ်တွေပို့များလာတာအဲ့ဒါအလင်းအားနဲ့တမိနဲ့ဖြစ်စီထိုးပြီးတော့ကြည်လိုက်တော့ နော်တင်းငုတ်ကြီးဆိုတာသိတာနဲ့ကြောက်တာမရှိတော့တဆေလို့ထင်မှကြောက်တာသူကြောက်တတ်တဲ့အရာလို့ထင်မှကြောက်တာအဲ့ဒါလိုပဲအထင်အမြင်က၆လတ်တတ်တယ်ပေါ့အထင်အမြင်ကလူကိုလဲဆွဲလန်းစေတတ်တယ်ဆွဲလန်းစေတတ်တယ်လှပါတဲ့အရာဝတ္ထုတွေကသူ့ရဲ့စိတ်ကိုဆွဲဆောင်ကြောက်မဲ့ဖွယ်အရာတွေကသူ့ရဲ့စိတ်ကို၆လန်းတတ်တယ် ဘာဝပဲနော်အဲ့ဒါတွေကိုပြောက်အောင်လုပ်ထားပဲအမှအဲ့တော့ဘုရားရဲ့နေစနစ်ကအဲ့တော့အခင်ညလို့ဆိုရဲကဘာဥကာလကဘာကြီးဟာစတင်ပြီးတော့တိဆောက်လာတာတိဆောက်နေတဲ့အချင်းကိုကပဲရှစ်ပိုင်းမဟုတ်ဘူးလာပိုင်းမဟုတ်ဘူးနှစ်ပိုင်းတော့မဟုတ်ဘူးတမန်နှစ်မဟုတ်ဘူးနှစ်သိမ့်ချီကြတဲ့မရေးမတွက်နိုင်အောင်ကြတဲ့အတိုင်းတာကာလကြီးတစ်ခုဖြစ်တယ်ဒါမှမဟုတ် သင်္ချေကလေးခုဆိုတာနော်ကဘာကြီးစတဲ့တိဆောက်နေတာကအကြာကြီးပဲလမ်းနေနှက်ခတ်တိဆုံသွားပြီဆိုရင်တိဆောက်ခြင်းလုပ်ငန်းပြီးသွားပြီဒါပေမဲ့တိုးတက်ပြောင်းလဲမှုတွေရှိနေဦးမှာပဲအဲ့တော့ကဘာကြီးစတဲ့နာကိုတနေ့ပြောရတဲ့အတိုင်းမိုးရွာခြင်းကစတဲ့ကရမိုးရွာတာကဥရုကြောင့်ရွာတာပဲဒီခေတ်ခေတ်လူတွေနားလဲတဲ့ဒါပို့ပြီးတော့သိလာကြတယ် ဥတုကြောင့်ရွာလာတာအဲ့ဒီဥတုကပဲထိန်းချုပ်သွားတာပဲအဲ့ဒီမိုးပေါက်ကြီးကအကသားထဲမှာတပေါက်ထဲပဲဖြစ်တယ်အဲ့ဒီတပေါက်ထဲကအောက်ကလည်းလေတုကြီးကခန္ဓာရဲပေးရလဲလေတွေပတ်ရနေတယ်အပေါ်ကလည်းလေရဲ့ဖီယာရှိတယ်ဆိုကြဘက်ပေါ်မှာတီးနေတဲ့ရေပေါက်ကြီးလိုပဲဘာနဲ့တူတော့ဆိုဖန်လုံးကြီးလိုပေါ့နော်ခုကဘာလုံးလို့ဖန်လုံးကြီးပဲဖြစ်မှာ ရှေ့ကအလိုအလုံးကြီးအဲ့ဒါကနေပြီးတဖြည်းဖြည်းကြာလာတဲ့အခါအပေါ်ချောတင်လာတယ်။နွားနို့ချက်တဲ့အခါမှာနို့ကနအပေါ်ကနေမလိုင်းတက်လာတယ်လို့ပဲ။ဥရုယာတိရဲ့ပြောင်းလဲမှုကြောင့်ရှေ့ပြင်းအပေါ်ကနေပြီးတော့မလိုင်းတက်တယ်လို့အစီအနှစ်တည်းကပေါ်လို့ပေါ်လာတယ်။ဒါတကယ်လောကမှာဖြစ်နိုင်တဲ့အရာတွေလေဖြစ်တဲ့ဖြစ်နေတာကိုတမအပြင်တွေ့နိုင်တာ အဲ့ဒီပြည့်စုံပြည့်လွားတွေပေါ်လာတဲ့ချိန်မှာဆိုလို့ရှိရင်လူလောကကြီးကပြန်ပြီးတိဆောက်တဲ့အပိုင်မှာလူသားတွေရဲ့အစဟာဟိုဒုတိယဇံဘုံကနေပြီးတော့ပြမတွေကသတ္တန်စီလို့သိဆုံးလာပြီးတော့ဒီမှာလာဖြစ်ကြတာလာဖြစ်တော့ကဘာဥလူသားတယောက်ဟာ ပြမကလာဖြစ်တယ်ဆိုပေမဲ့ပြမသိပြီးမှဖြစ်တာပြမကြီးကြီးဆင်းလာတာမဟုတ်ဘူးနော်ပြမကသိဆုံးပြီးတော့ဒီမှာတတဝမွေးဖွားတာပေါ့ပြန်နေမွေးဖွားခြင်းပေါ့အဲ့ဒီလိုမွေးဖွားလာပြီးတော့အဲ့တော့မြတ်စွာဘုရားကတတဝအစအို့တော့မပြောဘူးလူသားရိရဲ့အစအို့ပြောတယ်လူသားရိအစမှာပြမကြီးကသက်တမ်းစီးလို့လူပြည်လူလောကမှာ မေမရှိအဖွေမရှိအကြောင်းတရားအကြောင်းပွားကနေပေါ်လာတဲ့ဥပပတ္တိပတိတရိဒါကြောင့်မို့ကဘာဥလူသားတွေကပပဥပပပတိတရိနေတယ်လို့ပြောတာလူသားတွေမွေးဖွားနိုင်တာနိလန်လေးဆိုရရှိတယ်နိလန်လေးဆိုတဲ့မွေးဖွားတယ်နိလန်လေးဆိုဆိုတာဥကမွေးဖွားတာရှိတယ်အိမ်ကမွေးဖွားတာရှိတယ် ်တန်သေးတစားဆိုပြီးတော့အစိုးတက်ကိုမိပြီးတော့ဖြစ်လာတာရှိတယ်။ဩပပတိကဆိုပွားကနေပေါ်လာတာရှိတယ်။အဲ့ဒါကိုယောနိလေးမျိုးလို့ခေါ်တယ်။ဘုရားကျမ်းစာတွေမှာအဲ့တော့လူသားတွေဟာအဒီအကြောင်းလေးမျိုးနဲ့မွေးဖာနိုင်တယ်တဲ့မွေးဖာဖို့မွေးဖာနေ။နော်မိခင်ရဲ့ဝန်ကမွေးတာကိုဆလာပူဇာလို့ခေါ်တယ်။သားအိတ်ထဲမှာတိဆောက်ပြီးတော့ စတင်ပြီးတော့ဖြစ်လာတာဆလာပူဇာအဲ့ဒါကတခုနောက်တစ်ခုကတော့ဥကမွေးတယ်ဆိုတာတော့ချက်တိငှက်တိလို့ပဲပထမဥဥထုတ်လိုက်ပြီးတဲ့အခါပြင်မှာဥကနေပြီးတော့တခါလူသားဖြစ်တာရှိတယ်အဲ့ဒါစာပေမှာတော့ရှက်ရှက်ပါပါပေါ့ကွန်တဒိတ်တာမထေဆိုတာသူက ကိန်းနေရဥကနေပြီးတော့လူသားဖြစ်လာတယ်ဆိုတော့မှတ်တမ်းလေးတော့ရှိတယ်ဒါအန္တဇလူသားပေါ့ဆလဘူးသားလူသားကတော့ခဏိခေတ်မှာမွေးနေတဲ့ထုံစံအတိုင်းပဲအဲ့ဒါပူများတယ်အန္တဇလူသားဆိုတာအဲ့ဒီကိန်းနေရဥကနေပြီးတော့မွေးတာရှိတယ်ပေါ့နောက်တစ်ခုကတော့တန်တိရဇတန်တိရဇလူလူသားတွေကတော့ဗုဒ္ဓခေတ်က စိမ့်စမန္တဝီကာတို့နောက်ပြီးတော့ရှေ့ပိုင်းကပထုမတိဝီတို့နောက်ပိုင်းမှာဆိုလို့ရှိရင်အမ္ပပါဠိတို့နောက်ပောက္ခရတတိပုံနာတို့အဲ့ဒါတွေကတန်တိတဇတွေတို့ကကြကြဘူးတယ်ပါလူဖြစ်လာကြတာတို့ကကြဘူးတွေကနေပြီးတော့လူဖြစ်လာကြတာ အဲ့တော့တန်သေးရဇာနဲ့ဩဘပါတိကဘာထူးရုံဆိုရင်တန်သေးရဇာကလည်းဖြစ်ခရဲကသူကကိုရင်ကပြည့်ပြည့်စုံစုံနဲ့တခါလည်းဖြစ်တယ်။နော်ဆလာပူဇာနဲ့အန္တဇာတာအိမ်လူဇာနဲ့ဥကမွေတဲ့လူသားတွေကြတော့သူကအစင်းစင်တို့တက်ပြောင်းလဲလာတာ။အင်ဘရီယိုလိုချီဆင်းစင်တို့တက်ပြောင်းလဲ။ ။တန်သေးရစားဆိုတာကြတော့မဟုတ်ဘူး။အင်ကချေလက်အပြည့်စုံသေးသေးလေးအပြည့်စုံတခါလည်းဖြစ်တယ်။ပြီးတဲ့အခါမှာတဖြည်းဖြည်းကြီးထွားလာတာသူက။ဖြည်းကြီးထွားလာတာ။ဩပပတိကကြတော့တဖြည်းဖြည်းကြီးတာမဟုတ်ဘူး။တကယ်မွေးဖွာလာတဲ့အချိန်မှာရှိတဲ့ရှိလိုက်တဲ့အရွယ်စိုက်တိုင်းပေါ်လာတာတခါတည်း တဖြည်းဖြည်းကြည်လာတာမဟုတ်အဲ့လိုကွဲပြားခြားနာမှုတွေရှိတယ်။နော်အဲတန်တေရဇာတွေကတည်တည်လေးပြည့်စုံအင်္ဂါချိန်လေးပြည့်စုံတာတွေတဖြည်းဖြည်းကြည်ထွားလာတာ။ဩပပတိကကျတော့ဘွားကနေပေါ်လာတာ။ရှိတင်ရှိလိုက်တဲ့အရွယ်ကိုတစ်ခါလည်းဖြစ်လာတယ်။တော့အဲ့ဒီလူလူသားတွေဟာမွေးဖွားဖို့မွေးဖွားနေလေးမျိုးနဲ့မွေးနိုင်တယ်တဲ့။ဒါကဘာဥကလာလူသားဟာ ဩဘပါတိကလို့ဆိုတာအဲ့ဒါကြောင့်မလို့ပြမကသိလာပြီးတဲ့နောက်မှာလူပြည့်လူလောကမှာဘယ်တတဝါမှမရှိသေးတဲ့အချိန်ဒီလူပြည့်တိမဲ့ဩဃတလောမှာတတဝါတွေမရှိသေးတဲ့အချိန်မှာ လူသားတွေအရင်ဆုံးရောက်လာတယ်လို့ပြောနိုင်တယ်ပေါ့နော်တခြားတတဝါတွေအကြောင်းတော့မြင်စပြမဟုတ်ဘူးဒီထဲမှာဟောမထားဘူးအဲ့တော့အဲ့ဒီခေတ်တုန်းကလူသားတွေဟာ ဘလို့ဟိုသူတို့ရဲ့ဘဝဟာဘလို့အစင်မြင့်တယ်လဲဆိုရင် သူတို့ရဲ့ကိုယ်ကာယဟာမနှောမရတယ်ဟုတ်တယ်ပေါ့ထုတ်လုပ်တဲ့လူမရှိဘူးစိတ်နဲ့ပဲထုတ်လုပ်ထားတဲ့ဒါပေါ့နော်ကိုယ်ဘဝစိတ်နဲ့ပဲထုတ်လုပ်ထားတာပီတိဘက်ခါချိနဲ့တဲ့ဆိုတော့စိတ်ထဲမှာပျော်ရွှင် ချမ်းမြေ့နေတာဟာသူတို့အစားပဲစိတ်ညစ်တယ်လို့မရှိဘူး တယံဘဘကိုခဏကိုအထွက်တဲ့အယောင်လင်းနေနေနေကြတယ်အန္တလိခဆရာကောင်းငင်မှာသွာလာနေထိုင်ကြတယ်နေထိုင်စရာမြေကြီးပေါ်မှာနေတာမဟုတ်ဘူးကောင်းငင်မှာပဲနေတယ်သူပဋ္ဌာယီနော်အမတန်လှပတင့်တဲ့ကျက်တည်ရှိတဲ့ရုပ်တွေနဲ့စိတ္တံဒီကပ္ပတနာဒိဋ္ဌတိနှစ်ပေါင်းများစွာကြာနေကြတာတယ်နော်အဲ့တော့ကဘာဟုလို့သာအမတန်မှအစင်မြင့်နေကောင်းငင်ပြန်နေကောင်းငင်မှာနေတယ် ကိုရောင်ကိုဝါရရှိတယ်လာတယ်ထာကဘာဝကလူသားတွေရဲ့အချိန်အဲ့ဒီကဘာဝကလာအချိန်နေပါဆိုလို့ရှိရင်အဲ့ဒီအချိန်မှာအမှောင်ဆိုတာမရှိဘူးလောကကြီးတစ်ခုလုံးလင်းချင်နေတာပဲဘာကြောင့်လို့ဆိုရင်တရဝရရဲ့ကို ရောင်ကလည်းလင်းနေတာပဲနေရင်လားမရှိဘူးတဲ့နက္ခတ္တာယမရှိဘူးကောင်းငယ်မှာတော့ 那看到呀，你那么犀利的叫，你呀快查查我们师傅的，来了乌鲁鲁，你都快查查我们师傅的，米欧他妈，米欧他，米欧他们婆妈快查查我们师傅的，阿龙阿德，婆子那没得，他都阿里几万公里，那打路也阔的，阿里几千万，那婆娘子阿都老尼拉比的几万，反正来了人少。 ကဘာကြီးရဲ့ပြောင်းလဲမှုကြောင့်ခုနရေပြင်းကအပေါ်ကျော်တင်ပြီးတော့ရတပထဝီဆိုတာပေါ်လာတယ်ပေါ့အစီတက်ပြောမှာပေါ့ပြည်ကြီးကနေအစီတက်လာအပေါ်ရမှာအစီတက်မလိုက်နေတက်လာတယ်အဲ့ဒီမလိုက်နေကကြည့်ရတာအစင်းရောင်ကလည်းလှပါတယ်အစင်းရောင်ကြည့်လို့ရှိရင်လည်းပဲအလွန်လှတယ် ဘာနဲ့တူတော့ဆိုထောပတ်အစင်းဆိုဝါလူနုလေးဖြစ်ပါဘူးနော်အဲ့ဒီမြေကြီးကတက်လာတဲ့ဟာအယောင်ကထောပတ်အယောင်လေးအနန်းကလည်းပဲမှု့ကြိုင်နေတယ်နော်အနန်းကလည်းမှု့ကြိုင်နေတယ်အရတာကတော့ပြားရည်လိုချိုးနေတယ်လို့ပြောတယ်အဲ့ဒီရတပထဝီပေါ်လာတဲ့အခါလူတွေစိတ်နေသဘောထားတွေကပြောလာတယ်ငါတို့ကပီတိနဲ့ပဲနေတာအဆာဆာဖို့မရှိဘူးသူတို့ဘာမှမဆာဘူးဒီတိုင်းနဲ့ပဲ ဘဝမှာကျဉ်းနှံ့နေတာနဲ့အသက်ရှင်နေကြတယ်